6နှစ်တာခွဲခွာနေကြရပြီးအတူတူပြန်ဆုံဖို့အိန္ဒိယလေကြောင်းလိုင်းစီးနင်းခဲ့ရကနေကွယ်လွန်သွားခဲ့ရတဲ့မိသားစုပြခဲ့တဲ့ဇွန်လ12ရက်နေ့ကအိန္ဒိယလေကြောင်းလိုင်းကလေရင်ရဲ့အဖြစ်ကတော့လူအများကိုထိမ့်လန့်သွားစေခဲ့ရသလိုမိသားစုများစွာအတွက်ဝမ်းနဲ့ချီးကွဲစရာတွေဖြစ်ကုန်ရပါတယ်။မျော်လင့်ချက်ကိုစီနဲ့လေရင်ပေါ်မှာပါလာခဲ့တဲ့သူတိုင်းကမိနစ်ပိုင်းအတွင်းမှာပဲအသက်ပြောက်သွားခဲ့ရတဲ့အဖြစ်ကတုံ့လောက်စရာကောင်းပါတယ်။အဘဒါဘတ်မြို့ကနေလန်ဒန်ကိုပြန်တန်းခဲ့တဲ့အိန္ဒိယလေကြောင်းလိုင်းပိုင်းဘဝင်းလေရင်ကလေစိတ်ကနေတနာ36မိနစ်မှာစတင်ထွက်ခွာခဲ့တာပါ။ ထောက်ခပြီးမနေ့ပိုင်းမှာပဲမြို့ရဲကိုကြာသွားခဲ့တာပါအဆိုပါလင်းပေါ်မှာ software engineer နဲ့ဒေါက်တာတို့မိသားစုလည်းပါနေခဲ့ပါတယ် software engineer မြို့သားကလန်တန်မှာမိသားစုနဲ့ခွဲခွာကအလုံးလုံးနေခဲ့ရတာ6နှစ်တောင် ရှိပါပြီအိန္ဒိယမှာမြို့သမီးဖြစ်သူဒေါက်တာနဲ့သမီး3ယောက်ကနေထိုင်နေခဲ့တာပါ ၆နှစ်တာလုံးမိသားစုအတွက်စုဆောင်တင်တာတွေစုဆောင်ပြီးသွားပြီမို့ဇနီးဖြစ်သူနဲ့ကလေး၃ယောက်ကိုအိန္ဒိယကနေခေါ်လာခဲ့တာပေါ့၆နှစ်တာခွဲခွာနေခဲ့ရတဲ့မိသားစု၅ယောက်လုံးကလန်တာမှာအတူတူနေရတော့မယ်ဆိုပြီးဝန်တာနေခဲ့ပါတယ်မိသားစုတွေပိုကောင်းတဲ့ဘဝမှာမခွဲမခွာနေရတော့မယ်ဆိုပြီးပြောနေခဲ့တာပေါ့ လေရင်မထွက်ခွာမီမိသားစု၅ယောက်ရဲ့ပုံကိုရိုက်ကဆွေမျိုးတွေကိုတောင်ပြခဲ့ပါသေးတယ်။ဒါပေမဲ့လေရင်ကမထင်မှတ်ဖဲပြတ်ကျသွားခဲ့ပြီးမိသားစု၅ယောက်လုံးကွယ်လွန်သွားခဲ့ရတာပေါ့။အနာဂတ်အတွက်အချိန်ကြာကြီးခွဲခွာရကအတူပြန်ဆုံရမယ့်ရက်ရောက်လာခဲ့ပေမဲ့လည်းကန်တရားကမျက်နှာသာမပေးဘဲမိသားစု၅ယောက်လုံးကွယ်လွန်ခဲ့ရတဲ့အဖြစ်ကအရန်ကိုသနားစရာကောင်းခဲ့တာပေါ့။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။